။အခန့်ကောင်းဖို့ရည်ကြည်ရင်တော့ makeup ပြင်လို့ရှိရင် skin prep ကောင်းကောင်းလုပ်ဖို့လိုပါတယ်။နာ ampu serum နဲ့ moisturizer လို့လေ့လိုက်ပါမယ်။ဒါကတော့အရင်ကြိုက်တဲ့အန်နွားက rice serum သူကအရင် hydrating ဖြစ်စေတယ်။ပြီးလို့ရှိရင်မျက်လုံးအောက်မှာဆူဆူလေးပြအိုင်းစီရလုံးမယ်ပြီးလို့ရှိရင် moisturizer ကောင်းကောင်းလေးလိမ့်ပါမယ်နောက်ဆုံးတော့ sun cream ကိုလိမ့်ပါမယ်ဒါက skin 104 centella serum sunscreen တွေဖြစ်ပါတယ် ူကလေလိမ့်ပြီးသွားလို့ရှိရင်ជីជីပြောင်ပြောင်လေးကိုဖြစ်နေတာလဲပြီးနေပါလိမ့်မယ်အဲဆိုလို့ရှိရင်လဲပြီးနေလဲပြောင်ပြောင်ជីជីလေးဖြစ်သွားပြီပေါ့နော်ဖို့ Lady Gaga ရဲ့ Hasless Foundation လေးကိုလင်းလိုက်ပါမယ်။အဲ့တော့တုံးနေအရာလေးကတော့ Shade 300ဖြစ်ပါတယ်။ပြီးရင်တော့ Beauty Blender ကိုရေလေးဆွတ်ပြီးတော့မှ Teacher Blend ပါမယ်။ Concealer ကို acne ရှိတဲ့အမှတ်တရလေးတွေမှာသုံးလိုက်ပါမယ်။ပြီးရင်တော့ blush ကို HD Makeup Forever HD blush တွေကယူပြီးတော့မှ သုံးလိုက်ပါတယ်။မျက်လုံးလေးတွေရောနှာခေါင်းတွေရောမေးရောထဲပါမယ်အဲ့ဒါဆိုလို့ရှိရင် natural scent သွားပါပြီ။ ြီးတော့အဲ့ဒီအယောင်လေးနဲ့ပဲနှက်ခဲနေထည့်လိုက်ပါတယ်ဒါကတော့ sulfora က quinto step ပါအယောင်ကတော့ shake number 2ပါ crouton အယောင်လေးဖြစ်ပါတယ် blend လိုက်ပါပြီအဲ့ဒါဆိုလို့ရှိရင် different ဖြစ်တာကိုတွေ့ရပါလိမ့်မယ် quinto မသုံးမဲနဲ့မရပါဘူးအဲ့ဒါဒါရင်းနေမျက်နှာတွေကအရင်ကပေါ်နေလို့ quinto သုံးမှပဲ make up လင်းရအောင်အဆင်ပြေပါတယ် ။နောက်တစ်ခုကတော့ဒီ sheet plan က browser လေးကိုသုံးလိုက်ပါတယ်။ browser မထိန်လို့ရှိရင်မျက်နှာကြီးကလုံးဝဘဲဖြစ်နေတယ်လို့ခံစားရတယ်။အဲဒါကြောင့်မို့ဒီအကြောင်းလေးကိုသုံးလိုက်ပါတယ်။သူကတော့အကြောင်းအညိုအကြောင်းလေးပေါ့နော်။ညခုံးကိုတော့ patrick တာကရင် west နဲ့အပေါ်ပင့်တင်မယ်ဒါကတော့ two face က peach pale လေးဖြစ်ပါတယ်မျက်လုံးပြင်လိုက်ပါပြီ အယောင်လေးကိုတော့ဖြော့ဖြော့လေးပဲတော့ပါမယ်ဒေးလီဆိုတော့အရှောင်ဆိုးလေးထည့်လိုက်ပါမယ်မျက်တောင်ကော့ပြီးတော့မှဒါကတော့ L'Oreal ရဲ့ Telescopic Mascara လေးဖြစ်ပါတယ်သူကအောင်မြင်တောင်ဆွဲရတော့အဆင်မပြေဘူးဘာလို့လဲဆိုတော့ပေးကုန်ပါဆိုလို့အဲကြောင့်မပေါ်ပဲထည့်ပါတယ် Eyeliner ကိုလည်း Pencil လေးနဲ့ပဲထည့်လိုက်ပါဒါပြောချင်တာ Roman ကဒီ Blush ကဒီလုံးဝ blur သွားတာနော်နှာခမ်းကြီးကိုခုနအယောင်လေးနဲ့ပဲထည့်လိုက်ပါတယ် နောက်ဆုံးနေနဲ့ AFS setting spray သုံးပြီးသွားတော့ချိန်မှာတော့ final look လေးရပါပြီရှင်။ကဲပြီးတော့ပါပြီ။အပြင်သွားပြီးပြန်လာတော့မှဗီဒီယိုရိုက်လိုက်တယ်။နှခဲနေရအထက်ဆိုထားလို့ပြောင်းနေရ။